ဆိုင်ရည်သူဆရာသက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကဆာမီဝဲအောင်ဖို့ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးကြပါရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။အခုခေတ်အခါမှာဆာမီဝဲဆိုတာကျောင်းမှာစာသင်ခန်းနဲ့သာဆိုင်တဲ့ကိစ္စမဟုတ်တော့ပါဘူး။ပညာရေးနဲ့ဆာမီဝဲတို့ဆက်ဆက်နေတာထုံးစံဖြစ်တဲ့အတွက်တစုံတစ်ခုသောသင်တန်းတို့တက်ရောက်နိုင်ဖို့အတွက် အကျိုးစာမေးပွဲဖြေရတာတဘာဝကြားလာပါတယ်။ဒါပေမဲ့ပြည်ရေတနာအတွက်အလုပ်လုပ်တော့မယ်ဆိုရင် အကျိုးစာမေးပွဲကရှိနေတတ်တယ်။ဌာနတွင်သို့ဝင်ရောက်မိပြန်ရင်လည်းစာမေးပွဲဆင်းဆင်းနဲ့ကျုံ့ပြန်တယ်။ဒီလိုဖြေရတာကတော့လူတစ်ယောက်ရဲ့အရေးချင်းကိုစစ်ဆေးရမှာစာမေးပွဲစနစ်ကအမှန်ဆုံးအကောင်းဆုံးမဟုတ်ပေမဲ့လေဒီထက်ကောင်းမွန်တဲ့စနစ်ကိုမတွေ့ရှိမချင်းစာမေးပွဲစနစ်ကမှန်နေကောင်းနေမှာပဲဖြစ်ပါတယ် ဒါကြောင့်เจ้ามาပဲဖြစ်ဖြစ် လုပ်ငန်းဌာနမှာပဲဖြစ်ဖြစ် အခြေအနေအဆင့်တိုးပွားရေးအတွက်စာမွေးပွဲကိုဝင်ရောက်ဖြေဆိုဖို့လိုအပ်နေမှာပဲဖြစ်ပါတယ်။တနည်းဆိုရင် အခုခေတ်ကြီးမှာကြီးပွားလိုတဲ့သူတွေကစာမွေးပွဲကိုရှောင်လွှဲလို့မရတော့ဘူးလို့ဆိုရပါလိမ့်မယ်။ဒါဆိုရင်လူဟာစာမွေးပွဲအောင်ဖို့လိုအပ်တယ်။ဒီလိုမျိုးလိုအပ်တာဖြစ်တဲ့အတွက်ကျွန်ုပ်တွေးရှိလာတဲ့နည်းတွေကိုလက်ဆင့်ကမ်းလိုက်ရပါတယ်။ ဒီတိုင်းလိုက်နာကြင်ကြင်ရင်ဆာမေးပွဲအောင်ဖို့မှာအတော်ပင်တည်ချနေပါလိမ့်မယ်၁လုပ်ငန်းကိုခွဲချမ်းပလိုက်ပါကိုကြက်မှတ်ရမယ့်စာတွေကိုတည်ချကြည့်ရှုပြီးတော့အစိတ်အပိုင်းကလေးတွေအဖြစ်ခွဲချမ်းလိုက်ရမယ်ဒီနောက်အစိတ်အပိုင်းတစ်ခုစီကိုကြက်မှတ်ရမယ့်အချိန်ကာလသတ်မှတ်ပေးရတယ်ပို့ပြီးတော့ခက်ခဲတယ်လို့ထင်ရတဲ့အပိုင်းတွေအတွက်အချိန်ကိုပုံမူပေးရမှာပဲဖြစ်ပါတယ်တဖန်စာကြက်မှတ်ပြီးဆိုပြန်ရင်လည်း စနေတနင်္ဂနွေနေ့ရီမှာတနာရီခွဲနှစ်နာရီကြက်မှတ်မဲ့အစားနေ့စဉ်တနေ့ကို15မိနစ်လောက်ကြက်မှတ်တာပို့ပြီးတော့ကောင်းမွန်နေကြက်မှတ်နေရင်ကစိတ်ထက်သန်လာတယ်ဆိုရင်နာယူဝက်45မိနစ်လောက်ထိဆန့်ပြစ်နိုင်ပါတယ်ဒါပေမဲ့ဒီလိုပြုတ်လောက်တာ စိတ်ပါလာတော့မှစန့်ထုတ်ရန်ဖြစ်ပြီးနေ့စဉ်အတွက်ကိုတော့15မိနစ်ခန့်တတ်မှတ်ပြီးမပြတ်မကွက်စက်မှတ်တင်ပါတယ်။နှစ်မိမိကိုမိမိစစ်ဆေးပေးပါ ဖြစ်နိုင်ရင်အရင်ဆောင်မေးပွဲတွေကမေးခွန်းဟောင်းတွေကိုကြည့်ပါဒါမှမရရင်လေပြတ်ထန်းစာအုပ်တွေမှာပါဝင်တတ်တဲ့မေးခွန်းတွေကိုကြည့်ပါဒီမေးခွန်းတွေကိုသင်ရလျင်မြန်စွာဖြေနိုင်ပါသလားစစ်ဆေးကြည့်ပါမဖြေနိုင်ဘူးဆိုရင်သင်ရဒီအကြောင်းအရာကိုကောင်းစွာနားမလည်သေးတာဖြစ်တဲ့အတွက်ပို့ပြီးတော့ကျင့်ညက်အောင်ကြက်မှတ်ပါဖတ်ရမယ့်စာအုပ်မှာအခန်းတစ်ခန်းဖတ်ပြီးတိုင်းသင်ရဘလောက်သင်ယူမှတ်သားမိပြီဆိုတာကိုမိမိကိုမိမိပြန်စစ်ဆေးပါ တခါတရံကျွန်ုပ်တို့ဟာစာအုပ်ကျက်မှတ်နေတယ်လို့ထင်ရပါမယ်။တကယ်ပဲစာမျက်နှာကိုငေးဆိုင်ကြည့်နေမိခြင်းသာဖြစ်နေတတ်ပါတယ်။ကိုယ့်ကိုမှန်မှန်မှန်စစ်ဆေးပေးတာကဒီလိုမျိုးအချိန်ဖြုံးတိမှုကိုမဖြစ်ပေါ်အောင်တားဆီးပေးပါတယ်။ဒါရင်မကသေးပါဘူး။ကျက်မှတ်နေတဲ့အကြောင်းအရာမှာမိမိဟာတွက်လက်လာပါတယ်။ဒီလိုမိကုန်းတွေကိုဖြည့်ကြည့်တဲ့အခါမှာစိတ်ထဲကဖြည့်ဆိုမနေဘဲနှုတ်ကနေကြည်ကြဲထုတ်ပြောဖြည့်ဆိုတက်ပါတယ်။ စာချက်တဲ့အခါအော်ချက်တာမှန်နေမျက်စိရပေးရအာယုံနဲ့နားရပေးရအာယုံနှစ်ခုကိုအုံနောက်ကရတဲ့အတွက်ပို့ပြီးတော့သတိရလွယ်ပို့ပြီးတော့စက်မှတ်ရလွယ်စာချက်ရမှာဘေးလူတွေအနောက်အရှက်မဖြစ်အောင်ဂျပန်နိုင်ငံမှာပါဇက်ကရုပ်စုံတန်းကိုနားကကြားရတဲ့မိုက်ခရိုဖုန်းနဲ့နှစ်ချက်တွေကိုတွဲထားတဲ့ကိရိယာတွေကိုတီထွင်ထားတယ်ဆိုတော့ကြော်ညာမှာကျွန်ုပ်မြင်မှုပါတယ်ကျွန်ုပ်အနေနဲ့အဲ့ဒီကိရိယာကိုလက်လန်းမမီလို့ ရေပိုက်တထောင်လောက်နဲ့ကျွန်ုပ်စမ်းသပ်ဖူးတယ်။လက်တစ်ဖက်ကဗစက်ပေါင်နားမှာ ကင်ထားရလို့နားတစ်ဖက်ကသာကြားနိုင်တယ်။ဒါမဲ့ဒီလောက်ကပင်စက်မှတ်တဲ့အခါမှာဘေးလူကို မထိခိုက်စေဘဲစက်မှတ်မှု တိုးတက်စေပါရဲ့။ကိုကိုကို ပြန်စစ်ကြည့်တဲ့အခါမှာမိကုံကြည့်ပြီးတော့ဒါငါသိပါတယ်လို့ဆိုလိုက်ရုံနဲ့မလုံလောက်ဘူး။သိထားတဲ့အဖြေကိုနှုတ်ကရွတ်ဆို ဖြေကြည့်ဖို့လိုအပ်ပါတယ်။အဖြေဆိုတာဆောင်းမေးပွဲမပြီးမချင်းလိုအပ်နေမှာပဲဖြစ်ပါတယ်။ ဘင်းကမေးပေးမဲ့လူရှိရင်ကံကောင်းတယ်။ပို့ပြီးတော့ကြက်မှတ်ရလွဲကူတယ်။အဖြေကိုစစ်ဆေးပေးမဲ့သူရှိရင်တော့အဆင်ပြေပါတယ်။အခုခေတ်မှာတော့ကြက်မှတ်ရေးလမ်းပြခေါ် study guide တွေပေါ်နေပါပြီ။ငွေကြေးတက်နိုင်တဲ့သူကစာတက်လွယ်တဲ့ခေတ်ဖြစ်လာပါပြီ။၃ဟန်ချက်ညီတော်နေထိုင်မှုဖြစ်ပါစေ။စာမေးဝဲဖြေမဲ့လူကစာအလုပ်လုပ်ရမှာပဲဖြစ်ပါတယ်။ဒါမဲ့စာအလုံးကြီးပဲလုပ်နေတဲ့သူကတခါတရံစာကြက်မှုအနာပေးပြီး စိတ်လက်ပျော်ရွှင်ရေးလို့သူလောက်မအောင်မမြင်ဖြစ်တတ်တယ်ဆိုတော့တွေ့နိုင်ပါတယ်။တချို့ကမအိပ်တဲ့ဈေးဝါးတဲ့အကူကြီးနဲ့နေမအားညစ်မနာစာအုပ်ချက်တယ်။ဒီလိုလူမျိုးကဆမေးဝဲခန်းထဲမှာပုံကျသွားနိုင်တယ်။အဲဒီလိုမဖြစ်ရင်တော့မှကျမ်းမာရေးကိုထိခိုက်နိုင်လို့မလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ညတစွာနေထိုင်ဖို့သာလျင် အရေးကြီးပါတယ်။နေ့စဉ်လေကောင်းလေတန်းရဖို့တစ်ဖက်လမ်းထိပ်လောက်ထိထွက်ပြီးတော့လမ်းလျှောက်တဲ့နယ် နေ့စဉ်မိနစ်အနည်းငယ်ခန့်ပျော်ရွှင်စရာကလေးတွေပြုလုပ်ပေးသင့်ပါတယ်။ဝိထုတိုဖတ်နိုင်တယ်။တရိယာတစ်ခုခုကိုတီးမှုန့်နိုင်တယ်။အိမ်မှာမွေးထားတဲ့ကြောင်ကလေးခွေးကလေးနဲ့စော့နိုင်တယ်။ရေသွားကူးနိုင်ပါတယ်။လေအနာမပေးဘဲအလုံကြီးဖိလို့ရင် စိတ်ကထိုင်းမိုင်းလာရတယ်။ဆမေးပွဲတွေမှာအအောင်မြင်တဆုံးသောသူတွေကအလုံမျိုးစုံလုံးတက်ကြသူတွေဖြစ်ပါတယ်။တချင်းဆိုမယ်တရိယာတီးမယ် လူမှုရေးအသင်းအဖွဲ့အလုပ်တွေလုပ်မယ်။အခြားသောဘာသာရပ်တွေကိုသင်ယူမယ်။ဝါသနာပါတဲ့အလုပ်တွေကိုလုပ်မယ်။အံ့ဩဖွယ်ကောင်းတာအဲ့ဒီလိုလူမျိုးတွေမှာဆောင်းမင်းဘွဲအတွက်အလုပ်တာမက အချို့သောအလုပ်တွေလုပ်ဖို့အချိန်နဲ့ရှိနေတတ်တာပဲဖြစ်ပါတယ်။တကယ်တော့ဆောင်းမင်းဘွဲတွေမှာမအောင်မမြင်ဖြစ်တတ်ကြတဲ့သူတွေဟာအလုပ်တွေများများလုပ်တဲ့သူတွေမဟုတ်ဘဲဘာအိုးမှမမေရရမလုပ်ဘဲအချိန်ကိုဖြုံးပစ်ကြသူတွေပဲဖြစ်ပါတယ်။အတင်းအဖြစ်နေပြောတာအရင်မရအဖက်မရစာရီကိုဖတ်တာ စာရတွေကအဖိုးတက်အချိန်တွေကိုခိုးတတ်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်။စာတွေကြီးဖိကျက်နေရလို့တငယ်ချင်းမိတ်ဆွေတွေစီရက်ရှည်လာများမတော်တာလည်းမကောင်းပါဘူး။စစ်မှန်တဲ့မိတ်ဖွဲ့မှုကခံစားမှုကိုနှွေးထွေးစေပါတယ်။ငါမညံအတွက်အထောက်အကူနီးလန်းတွေကိုအထင်မသေးပါနဲ့။ကျွန်တော်ကဘေးရင်ပညာမှာဂျူရီရဲ့အထူးမြင်သောအတန်းတွေကိုမှတ်တဲ့အခါ30သောငါးကို၄နဲ့၈ခန်းမြည်အောင်ပြစ်တယ်ဆိုပြီးတော့ ဓမောစာကျမ်းမှာလာရဲဆိုပြီးချက်ပါတယ်။အတန်းတွေကတော့30တတွဲ59တတွဲ48တတွဲဖြစ်ပါတယ်။တန်ကစနေမောဟာဇာတာပတိစကအင်္ဂါ31စနေ59ဇာတာပတိ48အင်္ဂါဆိုပြီးတော့ကောက်လိုက်ရင်ပြည့်စုံတယ်။ကျွန်ုပ်ဒီနီးနဲ့မှတ်ခဲ့တယ်။တခါတရံဆက်ဆက်ရာဆက်ဆက်ကြောင်းနေနဲ့မှတ်နိုင်ပါတယ်။ဥပမာ psychology ကိုမှတ်လို့လို့ရှိရင် psycho ကအသက် ဝိညာဉ်စိတ်စတဲ့အဓိပ္ပာယ်ရှိပြီးတော့ logic ကပညာရဲ့အတက်ဗေဒဆိုပြီးတော့ဆက်ဆက်မှတ်ယူရင်စိတ်တဗေဒဆိုတဲ့အဓိပ္ပာယ်ကိုမှတ်ရလွယ်သွားတယ်6ပြန်ကြော့ပါចောင်းသားဖြစ်ဖို့သူတိုင်း revision တိကျမှာပဲဖြစ်ပါတယ်တင်ပြီးသားကြက်ပြီးသားဆာမျက်နှာတွေကိုရှောက်လှန်ယုံနဲ့ကောင်းမွန်တဲ့ပြန်ကြော့ခြင်းမဖြစ်ပါဘူး။စနစ်တကျနဲ့ကြည်ကြည်လည်လည်ဖြစ်ရမယ်။ပြန်ကြော့တာကိုပြုလုပ်တာအကြောင်းနှစ်ချက်ကြောင့်ဖြစ်ပါတယ်။ အရင်ကကြက်ခဲစင်ကကြော်သွားတဲ့အချက်တွေဒါမှမဟုတ်အဲ့ဒီချိန်တော့အချိန်မလုံလောက်ခဲ့လို့မကြက်ခဲရတဲ့အချက်တွေကိုပြန်ကြက်ဖို့ကြည်တာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကြက်ပြီးသားတွေဖြစ်တည်တိုင်အောင်ပြန်ကြော့ခြင်းဖြင့်အုံနောက်ထဲမှာဆွဲထင်ကြက်ပုံမထင်ရှားအောင်ပြုလုပ်တာပဲဖြစ်ပါတယ်။ဒီပြန်ကြော့ချိန်မှာအချင်းချင်းမှတ်စုတွေကားချက်တွေဇယားတွေစတာတွေအလိုအဆုံအသုံးဝင်ဆုံးကာလဖြစ်ပါတယ်။ပြန်လဲဆက်ဆက်ကြည့်နိုင်ပါတယ်။ မေ့သွားမယ်ထင်တဲ့အချက်တွေရှိရင် postcard အရွယ်ကတ်ထူပြပေါ်မှာရေးပြီးတော့သွားလျာယူသွားပြီး bus ကမြေထားဆောင်ချိန်ဒီလိုမျိုး အချိန်ကလေးတွေမှာထုတ်ယူချက်မှတ်နိုင်တယ်ရေးဖြည့်စာမေးပွဲအတွက်ချက်မှတ်တဲ့အခါမှာနှုတ်တိုက်ချက်မှတ်တာထက် စာနဲ့ရေးပြီးတော့ချက်မှတ်တာပိုကောင်းပါတယ်ကျွန်ုပ်ရဲ့မိတ်ဆွေ ကွယ်လွန်သူဦးစိုးမြင့် IBM ကဒီနည်းကိုသုံးပြီးတော့စာချက်ခဲ့တယ်သူဟာလူတော်တယောက်ဖြစ်ခဲ့ပါတယ် ခနစ်မျောလင်းချက်ကင်းမဲ့စိတ်တွေကိုစွန့်ပစ်ပါကြက်စရာရှိတာတွေအကုန်မကြက်နိုင်လို့စိတ်ပြတ်မနေပါနဲ့ဘသူမှလည်းစာမေးပွဲဖြေတဲ့အခါမှာကြက်စရာတွေအကုန်လုံးကိုမရတတ်ပါဘူးစာစစ်တဲ့လူတွေကလည်းတင့်ကိုအကုန်ရရမယ်လို့မျောလင့်မထားပါဘူးဒါကြောင့်အမှတ်တရပေးတဲ့အခါမှာအမှတ်40ရရင်အောင်နေလို့ပြောတာဖြစ်ပါတယ်ကျန်တဲ့60ကိုတင်ရဘဝမှာစီးပူးသွားဖို့ဖြစ်ပါတယ်ကျမ်းမစရာရင်းမှာအရေးကြီးတယ်လို့ယူဆရတာတွေကို 85ရာခိုင်နှုန်းလောက်ကျက်မှတ်နိုင်ခဲ့ရင်စာမေးပွဲအောင်နိုင်လောက်ပါပြီ။အကုန်လုံးကိုကျက်မှတ်ပြီးပြီဖြစ်ရင်တော့အတိုင်းထက်အလွန်ဖြစ်ပါတယ်။၈အနားယူပါ။စာမေးပွဲဖြေကန်ဒီကရက်ညမှာအေးရေးဝဝအိပ်ပါ။အဲ့ဒီချိန်မှာစာကြက်စရာမလိုတော့ပါဘူး။မနက်ခင်းမှာတင်ရလမ်းဆန်းတက်ကြွနေဖို့သာအရေးကြီးပါတယ်။စာမေးပွဲမတိုင်မီတရက်မှာလမ်းလျှောက်ထွက်ပါ။ဝါသနာကောင်းတစ်ခုခုပြုလုပ်ပါ။ ညာအိတ်ခန်းဒီမှာအိတ်လိုကောင်းအောင်လို့ coffee ပူပူနွားနုတ်ပူပူစတာတွေတောက်ပြီးတော့အိတ်ရပါမယ်။အိတ်စင်းစတာတွေကိုသုံးဆွဲခြင်းအကျင့်မလုပ်ပါနဲ့။ဆမေးပွဲခန်းနာမှာပြာလောင်ခတ်ပြီးစက်မှတ်နေတဲ့သူတွေကိုအားမကြပါနဲ့။သူတို့ဟာစာချက်ပုံ စနစ်မကျခဲ့တဲ့သူတွေကိုကိုကိုမယုံကြည်သူတွေသာဖြစ်ပါတယ်။ခေါင်းအေးအေးနဲ့လမ်းဆန်းတက်ကြွနေမှုသာလိုအပ်ပါတယ်။ဆမေးပွဲခန်းထဲရောက်ရင်မိကုန်းဖတ်ချိန်ကိုမနှမျောပါနဲ့။ နားလည်အောင်ဖတ်ပါ ကိုလိုက်နာရမယ့်အချက်တွေကိုတေချာအောင်မြင်းသားမှတ်ထားပါအဖြေကိုချပြီးတော့မရင်းမီစိတ်ထဲမှာအချက်တွေကိုစီကုံးပြီးတော့မှဖြည့်ဆို့ပါလက်ရင်းကိုဖတ်လို့ရအောင်ရေးတာစာစစ်တဲ့သူနှစ်သက်စေပါတယ်အဖြေတွေမဝါပါစေနဲ့အထက်ကဖြည့်ပြီးတဲ့အချက်ကို နှစ်ကြိမ်ထက်ကျော်ပြီးတော့ရင်းမနေပါနဲ့အချိန်ုံဂယုပြုပြီးပေးထားတဲ့အချိန်နဲ့ကြိုက်အောင်ဖြည့်ပါ အပိုင်နိုင်ဆုံးမေးခွန်းကိုရှေးဥစွာဖြည့်ပါ ဘလို့ပဲဖြစ်ဖြစ်စာမေးပွဲဖြေဖို့ပြင်ဆင်နေတဲ့ကာလမှာအောင်မြင်ရေးကိုသာအာရုံထားပါမအောင်မြင်မှုကိုဒစိမ့်စိမ့်တွေးမနေပါနဲ့ငါအောင်မြင်ဖို့ကြိုးစားမယ်လို့တန်နိုင်ထန်ချပြီးတော့ကြိုးစားပါတင်အောင်မြင်ပါလိမ့်မယ်ဒီနေရာလေးမှာတော့စာရေးသူဆရာတက်လုံရေးသားထားတဲ့စာမေးပွဲအောင်ဖို့ဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးတော့ပါပြီရှင်ခုချက်တော့နောက်ထပ်ခေါင်းစဉ်လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်